ပေါ်တူဂီလီမှာ200သီဇက်ဂိုမိုးရွာနေခဲ့တဲ့ပီတာယောဂရက်ကိုဥရောပအသင်းကြီးတွေဘာကြောင့်လက်ရှောင်လေးရလဲဥရောပအသင်းကြီးတွေအားလုံးကယောဂရက်ကိုကြိုက်လားဆိုရင်တော့ကြိုက်ကြတယ်ဒါပေမဲ့တရယဝင်ဆွေးနွေးတရယဝင်ကန်လန့်ပြီးတော့ခေါ်ဖို့အတွက်ဆိုရင်တော့တသိန်းမှထွက်လာတာမတွေ့ဘူး အခုချိန်တော့ United နဲ့တော့တတင်းတချို့ထွက်လာတာတွေ့တယ်။ဒါပေမဲ့တရားဝင်ဆွေးနွေးမှုတွေစတင်လုပ်တယ်တော့ကျွန်တော်မတွေ့သေးဘူးပေါ့လေ။ United ကလည်းအမှန်တကယ်တော့ Lian Dilek ကိုခေါ်ချင်တာ။ Lian Dilek ကိုသူတို့မရတော့မှပဲဒီကစားမပြတ် ပြန်ပြီးလှည့်တာပေါ့လေဒါနီးပြအမော်ရင်ရဲ့တောင်းဆုမှုကြောင့်လည်းပါတယ်အဲ့တော့ဒီလောက်ဂိုးသွင်းနေကြမ်းပြီးတော့ဆော့ထားတဲ့ပွဲချိန်ထက်ဂိုးတွေအများကြီးလည်းရထားတယ်200တိဆက်ပေါ်တူဂီလိမှာလည်းတက်တေပြပြီးသားဒီကစားမတူအတွက်ပေးရမယ့်ပြောင်းရွှေ့ကြီးကလည်းအရင်မများဘူးဒါပေမဲ့ဘာကြောင့်ဥရောပအသင်းကြီးမခေါ်ကြလဲဆိုတော့ကျွန်တော်တစ်ချက်ချင်းစီရှင်းပြပြီးတော့မယ်ကဲပထမတစ်ချက်အဲ့ဒါကဥရောပထိပ်တန်းလိဂ်ကြီး၅ခုထဲမှာမပါတဲ့ပေါ်တူဂီလိကဖြစ်နေတဲ့အချက်ဟိုကျွန်တော်တို့လေ ကလပ်အသင်းကြီးတွေကိုယ်တိုင်ကဒီကစားသမားနဲ့ပတ်သက်ပြီးခွဲခြားခွဲခြားလုပ်တာမဟုတ်ဘူး UEFA ကိုယ်တိုင်ကလည်းခွဲခြားခွဲခြားလုပ်တာဘယ်လိုလဲဆိုတော့ဟိုဥရောပထိပ်တန်းလိကြီး၅ခုမှာ ရှိတဲ့ကစားသမားရဲ့ twin ကိုနှစ်နဲ့မြောက်တယ်အဲ့ဒါကဥရောပရွှေဖနက်စုအတွက်အမှတ်ပေးတယ်အကယ်၍ဥရောပထိပ်တန်းလိကြီး၅ခုထဲမှာမပါတဲ့ဒီပေါ်တူဂီလီယာဆိုလို့ရှိရင်တိတသမ၅နဲ့ပဲမြောက်တာအဲ့တော့အမ်ဘာဘေ twin နဲ့ goal တကိုးနဲ့ဘီတာယောဂရက် twin နဲ့ goal တကိုးဒီရမှတ်အပြင်ဆိုရင် 0.5လောက်ကအမြင်နဲ့ကွာသွားတယ်အဲ့တော့မင်းရှိကနေဘလောက်ပဲသွန်းထားသွန်းထားငါကဥရောပထိုင်တန်လိကြီးငါ့ဥထဲမှာခက်ခဲကြက်တဲတဲ့တကယ်ထိုင်တန်လိမှာဆော့နေဖြစ်တဲ့အတွက်ငါကိုရီးယားပို့ပြီးအမှတ်ရဆိုပုံစံမျိုးဖြစ်သွားတယ်အားကြောင့်မို့လဲယောဂရက်ကိုလိုချင်တဲ့အသင်းရှိမဲ့သူကျင်လဲပြီးသူကိုယ်ရီးတိုင်းရန်သွင်းပြနေတာကလိတစင်းနေနေတာဖြစ်တဲ့အတွက်တကယ်ခက်ခဲတဲ့ကြမ်းတမ်းတဲ့လိရောက်လို့ရှိရင်သူအဲ့လောက်ထိကိုရီးယားသွင်းနိုင်ပါမလားဆိုပြီးတန်ရရှိနေတာဒါတစ်ချက်ပေါ့လေနောက်တစ်ချက် ကြံခဲ့တဲ့ຫນွေရာသီဈေးကွက်မှာတော့ဒီကစားမသည်ဒူးတဲ့အခွဲစိတ်တာဒါ ਉਹ လဲစပို့တင်းဘက်ကနည်းနည်းတိုးဝတ်ထားဆိုပေမဲ့တရင်တချို့ကပေါက်ကြွားသွားတယ်ကာလရှိနားခဲ့ရတာမဟုတ်ဘူးဒါပေမဲ့ဒူးခွဲစိတ်ထားတဲ့ကစားသမားတူအထူးသဖြင့်အမြဲတမ်းပြေးလွားပြီး finishing လုပ်ဖို့ကြိုးစားနေရတဲ့ပြိုင်ဘက်ခန်းစစ်ကစားမတွေရဲ့ခက်ကြမ်းတားဆီးခန်းနိုင်ခြင်းရှိရဲ့အထောင်တိုက်စစ်မှုတူအုပ်အတွက်ဆိုရင်တော့ဝယ်ရမယ့်အသိဉာဏ်လက်တော် ဒါကဒူးတန်ရထားတဲ့ကစားသမားတူဦးနော်ဒါတော့အေစီယန်တန်ရအဆင့်မဟုတ်သူရိုးရိုးတန်ရမှာအဝယ်မဲ့အသင်းတွေဒီကစားသမားတူကိုဝယ်မဲ့ဆိုရင်ဈေးကွက်တန်ကြီးကြည့်တယ် installment payment ကြည့်တယ်ပြီးတော့ဒီကစားသမားရဲ့ injury history ကြည့်တယ်အတိတ်မှာတော့ဘယ်လောက်ထိကောင်းခဲ့လဲအနာဂတ်ဘယ်လောက်ထိဖြစ်လာနိုင်လဲလက်ရှိအချိန်မန်တရားဘယ်လိုလဲဒါတွေအကုန်လုံးကိုကြည့်တယ်ကျွန်တော်သတင်းတစ်ပုဒ်တိဆောက်တဲ့အခါမှာအများအန်းအရှိမှာတော့ဘယ်ကလပ်သင်းတွေမှာကစားခဲ့တယ်အနာဂတ်ဘယ်ကလပ်သင်းတွေအောင်သူ့ကိုချိတ်ဆက်နေလက်ရှိဒီရသည်ဘယ်လောက်ဆွမ်းဆောင်တာအများအန်းနှိုင်းရှင်ပြဒါကကျွန်တော်ညီကိုတို့ကစားသမားတူဦးနဲ့ပတ်သက်ပြီးအများအန်းသိစေခြင်းတဲ့အတွက် ခြေစွမ်းအတက်ကြတဲ့ပတ်သက်ပြီးတော့လေအဲ့လိုပဲအသင်းတိုင်းအသင်းတိုင်းမှာခေါ်မဲ့ကစားသမားနဲ့ပတ်သက်ပြီး data analyze team ဆိုတာရှိတယ်ဒါကတပိုင်းအဲ့တော့ဒူးတယ်ရခွဲစစ်တဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့အခု sporting တို့တောင်းဆိုတဲ့ euro တန်း65တန်းတို့80တို့ကိုပေးဖို့တွန့်နေတာလေသူတို့အပြစ်လို့လည်းတော့ပြောလို့မရဘူးနောက်တစ်ချက်အဲ့ဒါကြံခဲ့တဲ့ဂျွန်လ၄ရက်နေ့ရအသက်28နှစ်ပြည့်ပြီ အသက်28နှစ်ရှိတဲ့ကစားသမားတို့ဝယ်မယ်အသေးနေရာလဲစဉ်းစားပြီအခုအနေမြာပီတာယောဂက်ကိုယူရိုတန်း30ပဲပေးယူရိုတန်း40ပဲပေးဆိုကာပြီးခွန်မယ်အသေးနေအများကြီးပဲဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့ယူရို65တန်းတန်း80ဆိုတာဒီပီတာယောဂက်အနောက်မှာတခြားလူချင်းတဲ့ကြီးတွေတသက်ရှိသေးတယ်ဒါပြီးမှပြပြအဲ့အသက်ရွယ်ပိုင်းရဆိုလို့ရှိရင်28နှစ်နောက်ထပ်300ရင်3နှစ်4နှစ်ပဲတိုက်စစ်မှုဒီအခြားနေရာကြီးနဲ့မတူအများနဲ့လွန်ထိုးပြီးပြေးလွားနေတာ ဝဝမကြီးနဲ့အာဆင်တွေမှာဆိုတိုက်စစ်မှုတက်ရောက်သည်တောင်မန်ဆိုလည်းသူပဲခန်စစ်စင်းကူလည်းသူပဲကွင်းလည်းဘောလုံးစင်းဆယ်လည်းသူပဲဝင်းဂါရီလည်းသူပဲဟက်စပီတွေမှာဆိုလည်းလင့်ကတ်တွင်သူပဲအဲကြောင့်မို့အာဆင်တွေအသင်းမှာစောတဲ့တိုက်စစ်မှုစစ်စစ်ထက်ဆိုင်ရင်အိုက်ဒါဘာကြောင့် force 9 player တွေအထူးသဖြင့်ပေါ့လေဂျေဆုတို့လိုမျိုး Harvard တို့လိုမျိုးဘက်စလိုက်အရန်ဖြစ်တဲ့ player တွေလိုချင်လဲဆိုတော့နှစ်ယောက်စာပို့ပြီးတုံးကျင်တဲ့အတွက်အဲ့နေရာကို ကစားမတူးစီဟာပလေယာနှစ်ယောက်စာရုံအောင်တောင်းဆိုတာအဲ့တော့ဂိုးတွေသွင်းမဲ့กว่าဆိုပြီးအာလန်ဟာလန်လိုမျိုးပန်တီဘောက်ချင်းမှာထိုင်ဆောင်နေတဲ့ပလေယာမျိုးကိုအိုက်ဒါတိတ်မကြိုက်အဲ့တော့ဘာဖြစ်လဲတကယ်ဂိုးသွင်းမဲ့ပလေယာတော့ရှာပါသွားတယ် first day ရဂိုးသွင်းနိုင်ကြီးရ position တွေရဆိုအာဆင်နယ်ကကစားမတူးတာတဲ့ပုံစံမျိုးနဲ့ wall လောက်အရန်ကောင်းတာအဲ့စုံတွေကကဲဒါတစ်ပိုင်းကဲနောက်တစ်ချက်ကကျတော့ ပင်တိုင်းပနတိကံကွင်းရတာအချက်လေးရက်ဘုံနဲ့ကြည့်လိုက်မယ်ဆိုရင်တော့အော်ဒီဘက်ကဆယ်ဝဲဝဲကစားတာကကိုက15ခုတောင်တွင်းထားလာဘာညာပေါ့လေအခုဆိုလို့ရှိရင် तू ပွဲပေါင်းအဲ့ဒီမှာတရားတိ50လောက်ဆော့ဆိုတွင်းကူက50ကြော်တယ်ဒါဖန်တီးမှုကပိုင်60နီးပါးလောက်ကတ်သွားအနေထားဒါပေမဲ့ပနတိပင်တိုင်းကံထားတဲ့ကစားမတူးဆိုတာလေဝဲမဲ့သေးနေဆိုသူတို့ထက်တွက်တယ်ဒီတိုင်း open play ကနေတွင်းလာပနတိတွေပဲတောက်လျှောက်ကံသွင်းပြီးတော့ကလက်သင်းကဈေးရောက်ကောင်းဖို့အတွက်ကစားသမားကို ပြောင်းရွှေ့ကြည့်အများကြီးရဖို့အတွက်ဆုတ်ဆက်ဂိုးတွေသွင်းခိုင်းနေလားဆိုတဲ့ပုံစံမျိုးနဲ့သူတို့တေချာ data ထောက်လန်းတာပေါ့လေအဲ့တော့အဲ့ဘန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပေါ်တူဂီလိဒီယာဒီ32ကိုကိုသွင်းထားတယ်ခုနှစ်လုံးဖန်တီးထားတယ်အဲ့ဒီမှာပန်နတီက12လုံးပါတယ်ဒါပန်နတီသူပန်နိုင်ကန်ဝင်ရနော်ဒီစီးတီးနဲ့ပွဲစဉ်မှာလည်းကန်ဝင်ရလိုက်တယ်အတူတယ်အဲ့တော့သူဒီဂိုးပေါက်ကန်သွင်းမှုဒီယာဒီမှာ ပေါ်တူဂီလိမှာ136ချိန်ရှိတယ်အဲ့ဒီ136ချိန်မှာ 49ကြိမ်လွဲချော်ထားပြီးတော့ဂိုးပေါက်တက်တာအကြိမ်ရေ60ရှိတယ်အဲ့ဒီဂိုးပေါက်တက်ထားတဲ့အကြိမ်ရေ60မှာရတဲ့ဂိုးဒီ32ကိုကိုခောက်ချိုးပဲထားပါတော့ခောက်ချိုးတက်တော့ရော့တယ်အဲ့တော့အဲ့ပမာဏရဆိုရင်ဒီကစားမကဂိုးပေါက်တအားကန်သွင်းနေဆိုပြီးကောက်ချက်ချလို့ရတယ်နံပါတ်2ချက်ကဂိုးပေါက်တက်မှု နည်းနည်းနဲတယ်ပြောလို့ရတယ်။နံပါတ်3ချက်ကဒီထက်ပိုပြီးလက်ဆွမ်းပြနိုင်တဲ့ဂိုးသမားရှိတဲ့ပရီးမီးယားလိရောက်လာရင်ဒီလိုဂိုးပေါက်တဲ့အချိန်ရေ60ကံပြီး39ဂိုးရပါမလားဆိုတဲ့အချက်ကဝယ်မဲ့တင်းတူစဉ်းစားစရာ။ဒါကတော့ကျွန်တော်ဒီ Twitter ရတဲ့ data analyst တွေပေါ့လေ။အဲ့တော့ဒီချက်လက်တွေကိုကြည့်ပဲ။နောက်တစ်ချက်ကကျတော့ဒီပြောင်းရွှေ့ကြီးက Euro 65သန်းအပြင်ဝမှာသူက agent လက်မှတ်ထိုးကြီးပါတောင်းဆိုမှာ။ဘူးဝဲမကြီးနဲ့ကျွန်တော်တို့ဒီ United ကမနစ်ကခေါ်လိုက်တဲ့ Joshua Szczesny လို့ပါဆိုရင်လက်မှတ်ထိုးကြီးတအားတောင်းတာ။ United တဲ့တော့သူတို့ဘလို့ညှိလိုက်လဲတော့မသိဘူးပထမအဲ့ကစားသမားကရောက်ဖို့တော်တော်လေးနီးစပ်တယ်အသိအသိရှိတယ်အီတလီစီးရီဘက်မှာရောက်ခါနီးနေပြီဗျဒါပေမဲ့လက်မှတ်ထိုးကြည့်လို့မတရားတောင်းဆိုလို့ဆိုပြီးအပြောင်းရွှေ့ကပြတ်သွားခဲ့တာနောက်ဆုံး United ကိုရောက်လာခဲ့တယ်ဆက်စီရပါဘောလေအဲ့ဆိုလောက်ခလာစားရေအေဂျင့်လက်မှတ်ထိုးကြည့်ရေပြောင်းရွှေ့ကြည့်ရေအားလုံးဆိုရင်တန်းတရာရုပ်ကြော်သွားမယ်အနေဒါဖြစ်နေအဲ့ဆို28နှစ်သားတဦးကိုငါတို့ဒီလောက်ပမာဏ3သိန်းရလားဒါကဝယ်မဲ့သိန်းတွေတွေးလာအာဆီနီယပထမ ဆက်စကိုဦးစားပေးလိုက်တယ်မှန်တယ်ဒါပေမဲ့ယောဂရက်ကိုလည်းလက်မလွတ်သေးဘူးဒါပေမဲ့အခုနောက်ပိုင်းကြားလာတဲ့ report တွေရဆိုရင်တော့ဆက်စကိုဘက်ကပဲပုံအောပြီးတော့အားထုတ်သွားတော့မယ်လို့ကြားသိရတယ်ယောဂရက်ဘက်မှာလည်းတချို့အတိပေးမှုတချို့လုံလိုက်ပြီလို့လည်းကြားသိရဒါထားလိုက်တရားဝင်တော့ထွက်မလာသေးဘူးတရားတော့ကတော့ဆက်စကိုမှဆက်စကိုဖြစ်နေတဲ့အာဆင်နယ်အဖွဲ့စီဖြစ်နေပါပြီနောက်တစ်ချက်ကကြောက်ဒီကစားမှအင်္ဂလန်မှာကစားခဲ့ဘူးတယ်ဒါပေမဲ့သူကစားခဲ့ဘူးတာက championship မှာ ။ချန်ပီယံရှစ်မှာဆိုသူကိုမင်ထရီမှာကစားခဲ့တယ်။စုစုပေါင်း136ဝယ်မှာ43ဂိုးသွင်းပြီး18လုံးဖိုင်ထားတယ်။ Brighton ရောပါလို့ရောက်တယ်။အဲ့လောက်ထိခြေစောမပြနိုင်ဘူး။အဲ့ရမှာဆင်ကိုမင်ထရီကနေဆင်ပြောင်းရွှေ့ကြီးရဲ့ဆဲဝန်ကော်တချို့နဲ့ဒီစပိုတင်းကိုရောက်သွားတယ်။စပိုတင်းမှာတော့ရောက်ရောက်ချင်းယာတီရောဒီယာတီရော200တီပေါင်း102ပွဲမှာ60နဲ့ခွန်နကိုးသွင်းထားပြီးတော့28လုံးဖိုင်ထားတယ်။အဝါကဆက်တကအနိကလုံးဝမထိဘူး။သွင်းကိုးတွေကတော့ယူသွလောက်ဖွဲ့ရပဲ။ဒါပေမဲ့ဒီအင်္ဂလန်မှာအဆင်မပြေဘဲနဲ့ ပေါ်တူဂီရောက်တော့မှထပြီးခြေစွမ်းတက်လာတဲ့ကစားမဟိုအင်္ဂလန်မှာတကယ်သုံးမဲ့ကလပ်သင်းနဲ့မခေါ်သေးတာလေအပြစ်တော့သွားပြောလို့မရဘူးအဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးကျွန်တော်သတိထားမိတာလေဟိုပါဝါတော်တော်အားပြုတဲ့ကစားမကျွန်တော်တို့အာဆင်နယ်နဲ့စပိုတင်နဲ့ကန်တဲ့ချန်ပီယံလိအုပ်စုပွဲစဉ်မှာဆိုရင်သူတော်တဲ့ပြေးပြီးဘောလုံးနဲ့တသားလေးပြေးထွက်သွားတာတော်တော်လေးမြန်တယ်အိုက်တာအဲ့ဒါမျိုးသိမ့်မကြဘူးအသင်းနဲ့ တင်းဝော့ဆော့တဲ့အပိုင်းတွေကိုသူသဘောကျတယ်တယောက်တည်းအဲ့လိုခြုံထွက်ပြီးတော့ဟိုတူးကောင်းယုံနာမျိုးတွေကိုတိတ်ပြီးသဘောမကျဘူးဗောလေဒါပေမဲ့ယောဂရက်စီမှာတော့အဲ့လိုညှစ်ထုတ်မှုတွေတွေ့ရတယ်အဲ့ဒါလည်းဂိုးဖို့နီးစက်တယ်အဲ့တော့ယောဂရက်ကိုနောက်တစ်ချက်အိုက်တာမကြိုက်တဲ့အချက်ကကြတော့အမြင်မောတုံးကျင်တာအမြင်မောတုံးကျင်တဲ့အိုက်တာဒီနေ့ကကြတော့ဒီ ground jewel ဝင်းတွေမှာကောင်းတယ်ဆိုပေမဲ့အမြင်မောအားတာတဲ့ sasco ပဲဦးစားပြီးရွေးဝါထင်တယ်အဲ့ဒီ first အဲ့ဒီ data အချက်လက်တွေနဲ့ sasco တောက်လျှောက်လုံနေတဲ့ကင်းထောက်အဖွဲ့တွေရဲ့အချက်လက်ကိုမူတည်ပြီးတော့ andre bata ကိုပါအိုက်တာနားချလိုက်တာ ဲဆိုအာဒီတာကသူကိုယ်တိုင်တာဝန်ယူရမယ်အကစားလောကလည်းဖြစ်တဲ့အတွက်နီးပြချုပ်တူဦးဗျာပြီးတော့သူနဲ့အမြဲတမ်းထွဋ်တည့်ရမယ့် player တွေဖြစ်တဲ့အတွက်အသင်းရဲ့တာဝန်ရှိသူတွေငွေထုတ်ပေးတဲ့လူတွေကတော့အာဒီတာ recommend လုပ်တဲ့ player ကိုသူတို့ဝယ်ပေးရမှာအဲ့တော့ဒီ challenge တွေကိုကြည့်လိုက်မယ်ဆိုရင်အသက်အရွယ်ကြောင့်ဒဏ်ရာကြံခဲ့တဲ့ຢာတိကဒုတိယရခဲ့တဲ့အနေထားကြောင့်နောက်တစ်ချက်ကအမြင်ပေါ်အပြုတ်ခြင်းနဲ့အာရီတာကြောင့်ပြောင်းရွှေ့ခြင်းအပြင်မှာအကျင့်လက်မှတ်ထိုးခြင်းတွေရှိတာကြောင့် ပြီးတော့အင်္ဂလိပ်ကစားဟန်နဲ့အဆင်ပြေပါမလားဆိုတဲ့အချက်တွေရှိတာကြောင့်ပြီးတော့တရားဒီမှာပနတီဒီရာဒီမှာဆို12လုံးထိကန်ဝင်ရထားတဲ့အနေထားတွေကြောင့်အဲ့အချက်လက်တွေအကုန်လုံးသုံးသပ်လိုက်တဲ့အခါမှာအိုက်တာဘာကြောင့်ဆက်စကိုရွေးွားလဲယောဂရုဘာကြောင့်တိတ်မကြိုက်လဲဆိုတော့ဒါအဖြေပေါ်လာရပေါ့လေအမေကတော့ကျွန်တော်ကိုယ်တိုင်လည်းယောဂရုကိုခေါ်စီချင်တာဆက်စကိုဒီအာဆင်နယ်အတွက်ဆိုရင်ဟိုအနာဂတ်အတွက်လည်းကောင်းနိုင်တယ်အခုလည်းအသားကြကုန်တားကြနိုင်တယ်ပျော်မြင့်နုနယ်တယ်ဗျကောင်းတယ်အိုက်တာခိုင်းတဲ့လောက် အကုန်လုံးလုံပေးနိုင်တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်ကလေဘဲမှမသွားနဲ့ အဲ့ပနတီဘောက်ထဲမှာပဲကိုရောက်ဖို့အတွက်စောင့်ဆိုတဲ့တိုက်စစ်မှုတူဦးပဲကျွန်တော်ကလိုချင်တာဒါပေမဲ့ဘယ်သူပဲပြောပါဆက်စကိုရောက်လာလဲကျွန်တော်ကြိုးဆိုတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ဒီတိုက်စစ်မှုဖြစ်ရင်ပြီးပြီတိုက်စစ်မှုစစ်စစ်တယောက်ရောက်ရင်ပြီးပြီဆိုတော့ အတီတာမျိုးနဲ့ပဲစောင့်မျှော်နေရတာဖြစ်ပါတယ်။ကဲအဆုံးကြီးကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီစီစဉ်လေးကိုဒီကောက်ဝင်ညီပောင်းပြီးတဲ့ရှုပ်ဘောလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ည9539ကို63လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iBack ကိုကျကို Sport အတိုင်းတိုင်း9လုံးမိတ္တူကိုကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်ထပ်ထားတဲ့ရှုပ်ဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။